အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်ရဲ့ကွယ်ကာမဆမှုရိပ်အောင်ပါအားလုံးဒီကောင်းကျမ်းမာနေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။မနေ့ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေသင်တဲ့မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကို ထောက်ရဘုရားကောင်းချီးပေးဖို့၊ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တထဲမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့ ခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ Shalom အားလုံးပေါ်မှာသာရဘုရားထံမှလာရောညီတဲ့ခြင်းတက်ရောက်ပါစေ။ဘုရားခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ18ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာအစဉ်ချင်းခွားယူရမယ့်ကျမ်းပိုက်ကတော့ကောလောသဲဩဝါဒစာအခန်းကြီး3အပိုင်းငယ်16ကနေ19အထိဖြစ်ပါတယ်။ ခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာမျိုးမျိုးနှင့်သင်တို့အထက်၌ကျွယ်ဝစွာတည်နေ၍သင်တို့သည်ဆာလံသချင်းမှစတော်ဓမ္မသချင်းမျိုးမျိုးအဖြစ်အချင်းချင်းတို့ကိုစုံမတွင်တွင်ချင်းတတိပေးခြင်းကိုပြု၍နူးညွန့်သောစိတ်နှလုံးနှင့်ဖျားသခင်ရှိတော်၌တင့်တယ်လျှောက်ပတ်စွာတချင်းဆိုကြလောစကားပြောတော်၎င်းအမှုဆောင်ရွက်တော်၎င်းသခင်ယေရှု၏နာမတော်ကိုထောက်၍ ခတ်သိမ်းတော်မူတို့ကိုပြုမူလျက်ဂျေဇူးတော်ကြည်လပါ၏ဟု ထိုသခင်ကိုအမိပြု၍ခမဲတော်ဘုရားခင်ရှေ့၌ဝန်ခံကြလော။ကျမ်းပိုက်အဖြစ်ဘုရားခင်အထူးကောင်းချီးပေးပါစေ။ခတ်သိမ်းတော်မူကိုပြုမူတဲ့အခါမှာဂျေဇူးတော်ကြည်လပါတယ်။ဝန်ခံခြင်းနဲ့ပြုမူဖို့ဖြစ်တယ်။ကျမ်းစာကစကားပြောတော်၎င်း အမှုဆောင်ရွက်တော်၎င်းထိုသခင်ယေရှု၏နာမတော်ကိုထောက်၍လို့ပြောပါတယ်။နေစဉ်ပြောဆိုဝန်ခံနေတဲ့အရာလှုပ်ဆောင်နေတဲ့အရာစကလုံးတစ်ခုချင်းစီတိုင်းအပြုတ်မှုအသေးဖွဲလေးကအစဖျားခင်စောင့်ကြည့်နေတယ်ဆိုတာကိုတတိယဖို့ဖြစ်တယ်။ဖျားခင်ရှေ့မောက်မှာပြောဆိုခြင်းပြုမှုခြင်းဖြစ်ပါတယ်ဖျားခင်မမြင်နိုင်တဲ့ကွယ်ရာဆိုတာမရှိဘူးဖြစ်တယ် ဒါကြောင့်ခသိန်းတော်မှုအရာမှာသခင်ယေရှုခရစ်တော်ရဲ့နာမတော်ကိုထောက်ထားဖို့ဖြစ်တယ်။တခါတည်းအသင့်အနေနဲ့တီးမခံနိုင်တဲ့အခြေအနေမျိုးတွေတီးမခံခြင်းစရာအဖြစ်ပြက်သွေးမကြာခဏသင်ကြုံတွေ့ရမှာပါ။တို့တော်သခင်ယေရှုခရစ်တော်ရဲ့နာမတော်ကိုထောက်ထားပြီးသင်ကတီးခံလိုက်တာ၊စိတ်ရှည်လိုက်တာ၊ခွင့်လွတ်လိုက်တာ၊ဂျေဇူးပြုလိုက်တာဒီအရာတွေအားလုံးဖျားမြင်ပါတယ်။ပြားကရဲ့ရှေ့မောက်မှာမျိုးစေ့အဖြစ်ရှင်သန်နေစေဖြစ်ပါတယ်။လုပ်ငန်းခွင်တဲမှာတင်းရဲ့လှုပ်ဆောင်မှုတွေအားလုံးက တာမန်အာဖြစ်လှုပ်ဆောင်တာမဟုတ်ဘဲဖျားကိုယိုသေးတော်အာဖြစ်တစုံတရာတင်ပြမှုလှုပ်ဆောင်တဲ့အခါ do the best အကောင်းဆုံးလုပ်ပေးတာစေတနာပါထဲ့ပြီးပြမှုတာဒီအရာတွေအားလုံးကဖျားကရဲ့နှလုံးသားကိုတို့ထိစေတော်လောက်ခါစေတော်အရာများဖြစ်ပါတယ်။ဒါကြောင့်ချမ်းသာကခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာမျိုးမျိုးနှင့်သင်တို့ထဲ၌ကျွဲဝစွာတည်နေ၍သင်တို့သည်ဆာလံတခြင်းမှစတော်ဓမ္မတခြင်းမျိုးမျိုးအဖြစ် အချင်းချင်းတို့ကို ဆုံးမတွင်တင်ခြင်းတတိပေးခြင်းကိုပြု၍နူးညွန့်သောစိတ်နှလုံးနှင့်ဖျားသခင်ရှေ့တော်၌တင့်တယ်လျောက်ပတ်စွာတခြင်းဆိုကြလောမိမိကိုယ်တိုင်အသက်တာကိုခရစ်တော်၌တိဆောက်ပြုပြင်ခြင်းပြုလုပ်နေသလိုအခြားသောသူများကိုလည်းခရစ်တော်၌ညီကိုမောင်နှမများဖြစ်တဲ့မိမိနဲ့သက်ဆိုင်သောသူများကိုလည်းယေရှုပြုသလိုဆုံးမတွင်တင်ဖို့လမ်းပြဖို့ဖြစ်တယ် ဆာလံတချင်းမှစ၍ဓမ္မတချင်းအမျိုးမျိုးသိဆိုချီးမွမ်းခြင်းနဲ့ဘုရားကြီးရဲ့မျက်မှောက်တော်ကိုဆွဲခေါ်လာဖို့ဖြစ်တယ်။သင်ကအလင်းရဲ့သားသမီးဖြစ်ပါတယ်။အမြင့်ဆုံးသောဖန်ဆင်းရှင်ထောက်ရဘုရားရဲ့သားသမီးဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး30ပိုင်ငယ်29ကနေ28မှာငါတိုးတို့ဒီငါစကားတန်ကိုနားထောင်၍ငါနောက်တို့လိုက်ကြ၏။ထိုတိုးတို့ကိုငါသိထောက်ရအသက်ကိုလည်းငါပေး၏။ထိုတိုးတို့ဒီပျက်စီးခြင်းနဲ့ အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုတိုးတို့ကိုငါလက်မှ မနှုတ်မယူရတင်ကထောက်ရဘုရားရဲ့တိုးဖြစ်တယ်ဒါကြောင့်တိုးထင်းရဲ့အတန်ကိုကြားတတ်ခြင်းဖြစ်တယ်အထူးသဖြင့်ဒီလိုခဲရင်တဲ့ကာလမှာခက်ခဲတဲ့အချိန်ကာလတွေမှာဘုရားစကားနှုတ်ကပတ်တော်ကြားတတ်ဖို့လိုတယ် ခါနန်ပြည်အစာခေါင်းပါတဲ့အချိန်မှာအိဇက်ကဖခင်ရဲ့အတန်ကိုကြားခဲ့တယ်။ဖခင်ကဖိလိတိပြည်မှာသူ့ကိုဆက်ပြီးနေစေခဲ့တယ်။မျိုးစေ့ကျဲပြီးတော့စိုက်ပျိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်စေခဲ့တယ်။အစတရာအကျိုးအမြတ်ရရှိတယ်။နောက်အခါမှာဖိလိတိမင်းတွေကမနာလိုရသည့်တိုင်အောင်ရန်သူနယ်မြေဖြစ်တဲ့တိုင်းတပါးမှာဖခင်ရဲ့ချီးမြှောက်ခြင်းဖခင်ရဲ့မျက်နှာသာပေးခြင်းဂျေဇုပြုခြင်းတွေကိုမြင်တွေ့ခံစားခဲ့ရတယ်။ ခေရိတ်6ရေခန်းသွားတဲ့ခါမှာဖျားစကားအေလိယစီကိုယောက်လာခဲ့တယ်ဇရတမျိုးကိုတွားဖို့ဖြစ်တယ်မုတ်ဆိုးမကိုမာထားပြီလို့ဖျားပြောပါတယ်တိုးတော့အဲ့ဒီမုတ်ဆိုးမသားအမိနှစ်ယောက်ရဲ့အခြေအနေကထင်းစားနှစ်ခုကိုခွေပြီးတဲ့နောက်လက်တဆုပ်စာကြံတဲ့မုံညံ့နဲ့စီအနှဲငယ်မုတ်ဖုတ်စားပြီးတော့သေဆုံးဖို့အတွက်ဆုံးဖြတ်ချက်ချနေတဲ့အချိန်ဖြစ်ပါတယ် သို့တော်ဘုရားခင်အကတိတော်ဘုရားခင်အကောင်းမြတ်ခြင်းတွေကလက်တဆုပ်စာမုံညက်တဲ့စီကိုမလျော့စေခဲ့ဘူးအင်တန်ကာလပတ်လုံးဝပြောစေခဲ့တယ်ဘုရားခင်ကကျွေးမွေးထောက်ပံ့ဂရုစိုက်တော်ဘုရားဖြစ်ပါတယ်သင်ကိုကျင်နာတဲ့ကောင်းခင်ဖခင် တင်တဲ့သူအများအတန်းရှိနေတယ်။ဒါကြောင့်ဘဝရဲ့အခြေအနေတိုင်းမှာစိတ်မပြတ်နဲ့အားမငယ်နဲ့အဲ့ဒီဖခင်ကတင်ဘဝအသက်တာရဲ့ရှောက်လုံးကိုသာဝန်ယူပြီးလမ်းပြပို့ဆောင်မှာဖြစ်တယ်။ဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖခင်အထူးကောင်းချီးပေးပါစေ။ တန်းချိန်ကျွန်ုပ်ရဲ့ဘေးနာအမြဲတမ်းရှိသူယေရှုအာငဲတဲ့အချိန်တိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုရောရှိကြောင်းသိစေတယ် တာတွေဖြေးမလားဆူတောင်းတာတွေတန်ချာတခင်မြမောက်ကအဝေးထွက်သွားပြီလားတွင်နေမိပါတယ်မေကိုထုတ်မိလေဘယ်တော့မှအဆောတော့မချစီဘူးယုံတယ် to know to allow be the king jesus ro ye dwell lo ma so nai mu a kaw mya so ba a ti mya so ba ta jwe kaw de a chasee ne po saw de တော့တွက်ပူရှန်တယ် ဖြတ်တန်းခြင်းကျွန်ုပ်ရဲ့ဘီနာအမြဲတမ်းရှိသူယေရှုအားငယ်တဲ့အချိန်တိုင်းဝိညာဉ်တွင်မစကားပြောတယ်ကိုရောရှိကြသည်စီရယ်ယောလင်းဓာတ်တွေဖြေးမလား ထောင်ဓာရီကြံကြာသခင်မြေမောက်ကအဝေးထွက်သွားပြီလား sine po saude che Gesù ro ci no tua po shade ta jui caude a chan sine po saude che Gesù ro ci no tua po shade